ထရန့်ကိုမကြောက်မလန့်စိန်ခေါ်ပြီးစစ်ကြေညာလိုက်တဲ့ဗင်နီဇွဲလာအော်တိုဘလာ9ရက်နေ့ကအမေရိကန်ဘက်ကချင်းချောက်လာသမျှကိုမကြောက်မရွံ့ရင်ဆိုင်သွားမှာဖြစ်တယ်လို့ဗင်နီဇွဲလာဘက်ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်ဒါကဘာမှထိတ်တန့်အင်အားကြီးနိုင်ငံတကာဖြစ်တဲ့အမေရိကန်ကိုဗင်နီဇွဲလာကစိန်ခေါ်လိုက်တာဖြစ်ပါတယ်။ကာရီဘီယံပင်လယ်ထဲမှာကုန်မောင်းနေတဲ့နောက်တဲ့ဗင်နီဇွဲလာရင်တစည်းကိုအမေရိကန်စစ်တပ်ကတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့မနက်ပိုင်းတုန်းကဗင်နီဇွဲလာရဲ့မူရင်းမောင်းကိုသင်္ဘောလို့ယုံကြည်ရတဲ့ရင်ကို တိုက်ခိုက်ခဲ့ပြီးမောင်ကိုသမား၄ဦးကိုတုတ်တင်နိုင်ခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပိတ်ဟဆက်ကလူမှုကွန်ရက်ပေါ်မှာရေးသားထားခဲ့ပါတယ်။ဒါဗီနီဇွဲလာကလည်းအမေရိကန်မူရင်းစေးတွေမောင်ကိုတင်ပို့နေတဲ့လေတွေကိုခြေမုံဖို့ဆိုပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကာရီဗီယံပင်လယ်ပြင်မှာတပ်တွေပြန့်ကျက်ခဲ့တဲ့နောက်ပိုင်းဗီနီဇွဲလာလေတွေကို၄ချိန်မြောက်ပြင့်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပါတယ်။အရင်အချိန်တွေမှာလည်းရင်းရင်းဖွဲ့သားတွေသေဆုံးမှုတွေရှိခဲ့ပါတယ်။ ဲ့ဒီလေတွေကပြီးခဲ့တဲ့လပိုင်းတွေအတွင်းကျန်းဖက်အဖွဲ့အစည်းတွေဖြစ်အမေရိကန်အစိုးရကသတ်မှတ်လိုက်တဲ့ဗင်နီဇွဲလားမူရင်းမောင်ကိုဂိုင်းတွေနဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်လို့အမေရိကန်အစိုးရကစွပ်စွဲပါတယ်။အော်တိုဘလာ၃ရက်နေ့ကစစ်စင်ရေးမှာတော့ကျန်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ထားတဲ့အစုအဖွဲ့တွေနဲ့ဆက်ဆက်နေပြီးမူရင်းစေးမောင်ကိုလုပ်ငန်းဆောင်ရွက်နေတဲ့ရင်းဒစည်းကိုထိထိရောက်ရောက်နဲ့တိတိကျကျချိန်မုံရှင်းလင်းခဲ့တယ်လို့ဟက်ဆက်ကဆိုပါတယ်။ တိုက်ခိုက်မှုတွေကတော့ဗင်နီဇွဲလာကမ်းလွန်နိုင်ငံတကာရေပိုင်နယ်ထဲမှာအကောင့်တွေဖော်ခဲ့တာလို့သိရပါတယ်။အဲဒီရေယူနဲ့ဆက်ဆက်တာကဘယ်ကိုင်းဘယ်အဖွဲ့စီလဲဆိုတာကိုတော့ဟတ်ဆက်ကတတိယကြထုတ်ဖော်မပြောထားပါဘူး။ဒီချိန်ရအမေရိကန်နဲ့ဗီနီဇွဲလာအစိုးရတွေကြားကရှီရင်ဇွဲတင်းမာမှုတွေကိုပုံပုံမြင့်တက်လာစေမဲ့သဘောပါပဲအခုသတင်းပတ်အစောပိုင်းမှာဗီနီဇွဲလာတမ်မရနီကိုလတ်မာဒူရိုကတကယ်ကိုအမေရိကန်ကစတင်တိုက်ခိုက်တာမျိုးကြုံလာရင်နိုင်ငံကိုကာကွယ်ဖို့အတွက်အရေးပေါ်အခြေအနေကြီးညာဖို့ကြိုးပမ်းနေကြောင်းပြောခဲ့ပါတယ် မေရိကန်ဆိုရမှာမာဒူရိုကိုပါမူရင်းမောင်ကိုဂိုင်းကောင်းဆောင်တူဦးဖြစ်ဆွဆွဲပြီးသူ့ကိုဖမ်းဆီးနိုင်ရင်ဒေါ်လာတန်90စုကြည့်ပေးမယ်လို့ကြေညာထားပါတယ်။ဟက်ဆက်ကအမေရိကန်စစ်တပ်ဂျာဗက်တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဗင်နီဇယ်လားရေယူတွေပေါ်မှာမူရင်းစေဝါအမြောက်များတင်ဆောင်လာတာလို့ဆွဆွဲထားပါတယ်။အမေရိကန်ဆိုရရင်လာကလည်းအဲ့ဒီရေယင်တွေကအမေရိကန်စီဥတီခုံမောင်းနေပြီးရေးပေါ်တုံ့ပြန်မှုလိုအပ်တာကြောင့်စီအေနီလန်းနဲ့ချက်ချင်းကင်တွေဖြည့်ရှင်းရတာလို့အကြောင်းပြထားပါတယ်။ မေဂါဆိုရဗီနီဇွဲလာမှာဆိုရပြောင်းလဲဖြစ်လာတဲ့အထိလှုပ်ဆောင်မှုပြင်ဆင်နေကြောင်းကောလာဟာလာတွေလည်းထွက်ပေါက်ခဲ့ပြီးမှထရန်ကတော့အဲ့ဒီကိစ္စကိုညင်းပယ်ထားပါတယ်ဒီပါရလာငယ်စဉ်တုန်းကသွားလေသူတမရဟူကိုဂျာဖတ်လက်ထက်2009ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့အမျိုးသားဘိုလီဗီးယားပြည်သူ့စစ်အဖွဲ့ MPN မှာစီးရင်သွင်းခဲ့ပါတယ်ဗင်နီဇွဲလားကိုကာကွယ်ဖို့ဆိုပြီးဒီဖွဲ့ကိုဖွဲ့ခဲ့တာဖြစ်ပါတယ် ိုယ်နိုင်ငံတလမကူမှာမထီပါနိုင်တဲ့စီးရေးခုခံစွာကျွန်တော်တို့မှာရှိဖို့လိုအပ်တယ်ဒါမှပဲဘသူမှအကဲမဆန်းရဲမှာလို့အဲ့ဒီချိန်ကတမရချာပတ်စ်ကပြောပါတယ်အဲ့လိုနဲ့စကြောက်ကြာမှာတော့လက်ရှိမှာအသက်68နှစ်ရှိပြီဖြစ်တဲ့ပါရာလက်တယောက်ပြည်သူစစ်တင်တဲ့အတွက်စရင်သွင်းထားပြီးဖြစ်ပါတယ်ခုတစ်ခေါက်ကတော့အမေရိကန်ကလှုပ်လာနိုင်တဲ့တိုက်ခိုက်မှုကိုကာကွယ်ဖို့ပါပဲ။တောင်ကာရေဘီယံပင်လယ်ရဲ့အမေရိကန်ရေတပ်သင်္ဘောတွေဖြန့်ကျက်လိုက်ပြီးတဲ့နောက်မှာပဲတပ်ကြီးနိုင်ငံသားတွေနဲ့ဖွဲ့စည်းထားတဲ့ဒီပီတုစစ်အဖွဲ့ကို အင်္ဂါစင်တိုင်းပြန်ဖွဲ့ဖို့လှုပ်လာတာပါအမေရိကန်ယာရှိတွေကတော့စစ်သမောတွေဖြန့်ကျက်ကမူရီစေဝါတံပြန်နေနေစစ်စင်ရေးတွေအတွက်လို့ပြောပါတယ်အမေရိကန်တပ်ဖွဲ့ရဗီနီဇွဲလာကနေအမေရိကန်တဲကိုမူရီစေတဲ့ဖို့စူးစားတယ်ဆိုတဲ့ဆက်လီသုံးစီးကိုတိုက်ခတ်ဖျက်ဆီးခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုတွင်ဆက်လီပေါ်ပါတဲ့လူ18ဦးသေဆုံးခဲ့ပါတယ်ဗင်နီဇွဲလာကာကွယ်ရေးဝန်ကြီးဗလာဒီမီယာပါတင်ညိုကတော့အဲ့ဒီတိုက်ခိုက်မှုတွေနဲ့အမေရိကန်ရေတပ်ဖြန့်ကျက်မှုကဗင်နီဇွဲလာအပေါ်အမေရိကန်က စစ်မကြေညာပဲစစ်စင်တာလို့ပြောပါတယ်ဗီနီဇွဲလာတမ်ရာနီကိုလတ်စ်မှာမာဒူရိုကလည်းပြည်သူစစ်တပ်ဖွဲ့တွေအသိမ့်ဖြစ်ဖို့အမိန့်ပေးထားပါတယ်ပါရလတ်စ်ကလည်းလက်ထဲမှာစစ်ဖက်နဲ့စစ်ယူနီဖောင်းရရှိနေပါပြီမြို့တော်ကာရာကတ်စ်အနီသူနေထိုင်ခဲ့တဲ့အရက်ကိုကာကွယ်ဖို့အသိမ့်ဖြစ်နေပါပြီပါလာအစိုးရကိုတစ္ဆာခံတော့ထောက်ခံတဲ့သူတယောက်လည်းဖြစ်တာကြောင့်ဘယ်ချိန်မှစင်ကော်ကိုကျွန်တော်တာဝန်ထမ်းမှုအသိမ့်လို့ဆိုဆိုထားပါတယ် အဖားနိုင်ငံတော်ကျွန်တော်တို့ကာကွယ်ရမယ်လို့ဆိုပြီးသူကပြောပါတယ်သူပြောတာဆက်လီတွေတိုက်ခိုက်ခံရပြီးမှတမရမာလူလိုပြောခဲ့တဲ့စကားလုံးတွေကိုထင်ဟပ်နေပါတယ်တောင်ကာရေဘီယံပင်လယ်မှာအမေရိကန်ရေတပ်တပ်ဖွဲ့တွေကိုဖြန့်ကျက်လိုက်တာအများများတယ်လို့အကဲခတ်တွေကပြောပေမဲ့ကျူချောင်မှုတကူပြုလုပ်ဖို့စီစဉ်ထားတဲ့အတိုင်းဖြတ်ကျက်တာမျိုးလိုအင်အားမျိုးတော့မရှိဘူးလို့သူတို့ကထောက်ပြထားပါတယ်။ကောက်ကောက်ကောက်ဖြစ်နေတဲ့အမေရိကန်နဲ့ဗီနီဇွဲလာတို့ကြားကဆက်ဆံရေးကဒေါ်နယ်ထရန့်တမ္မရာဖြစ်လာတဲ့အခါမှာပိုလို့ယိုရင်းသွားတယ်လို့မြင်နိုင်ပါတယ်။ 2024ခုနှစ်ဇူလိုင်လမှာမာဒူရိုပြန်လဲရွေးရွေးကောက်ခံရတဲ့အခါမှာဒါကိုအသီးမမပြုတ်နိုင်တဲ့နိုင်ငံအချို့လည်းအမေရိကန်လည်းပါဝင်ပါတယ်။လွတ်လပ်တဲ့လေလာစောင့်ကြည့်သူတွေအဆိုအရသူ့ပြိုင်ဘက်အဒမွန်ဂိုဂွန်ဇာလာဟာမဲပြတ်သက်နိုင်တယ်ဆိုတာကိုဗင်နီဇွဲလာအတိုက်ခံတွေဘက်ကတတ်သိထူတယ်ဆိုတဲ့အချက်ကိုကင်ပြီးအသီးမမပြုတ်ခဲ့တာပါ။ အမေရိကန်ကနေပြန်ပို့တာနဲ့ကာရီဘီယံပင်လယ်ထဲမှာကြာသေးခင်တုန်းကလုတ်တဲ့စီးရေလုဆောင်ချက်လိုအပ်တယ်ဆိုတာဖြစ်အောင်ပုံဖော်ပါတယ်။ထရန်ဆိုရဖွဲ့ကမာဒူရိုကိုမူရစ်ဂိုင်းတွေနဲ့ပေါင်းတယ်လို့ဆွဆဲပြီးသူ့ကိုဖမ်းဖို့တတိပင်းရင်ဒေါ်လာတန်း90စုချမယ်လို့တော့စုချေးကိုမကြာသေးခင်ကမှမြင့်လိုက်ပါတယ်။မာဒူရိုကတော့ဝါရှင်တန်ဘက်ကဆွဆဲချက်တွေကိုပယ်ချပြီးသူ့အစိုးရမူရစ်စေးနေနေရေးတွေလုပ်နေတဲ့အကြောင်းကိုလည်းခုခံပြောဆိုခဲ့ပါတယ်။ဒါပေမဲ့မာဒူရိုဆိုရအမေရိကန်ကနေပြန်ပို့တဲ့ဗင်နီဇွဲလားရွှေ့ပြောင်းတွေကို ြန်လဲလက်ခံရမှာပူပေါင်းပါဝင်ခဲ့ပါတယ်အမေရိကန်ရာရှိတွေကတော့ဒီလူတွေဟာဂိုင်းတဲ့ပါသူတွေဆိုပြီးတော့ပြန်ပို့ခဲ့တာပါ